Post Modern ဆိုင်ဆရာငိမ့်အေးအိမ်ကွယ်လွန်သွားခဲ့တယ်လို့အမှုပညာအတိုင်းဝန်စီကသိရပါဗျ။ဒီကနေ့ဇွန်လ23ရက်နေ့နေ့လယ်ပိုင်းမှာကာလရှည်ကြာခန်းစားနေရတဲ့ကင်ဆာယောဂနဲ့ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ဆရာမျိုးဆွေတန်းကဒီနေ့နေ့လယ်12နာရီလောက်ကတန်နီယာခီးကိုထွက်ခွာသွားတဲ့ကိုငိမ့်ကောင်းမွန်ရပုံပေါ်ကရောက်ပါစေ။မိသားစုနဲ့ထပ်တူဝမ်းနေပါတယ်လို့သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ဆရာငိမ့်အေးဟာ 2024ခုနှစ်မှာအုံနောက်သွေးခဲယောဂကို ခန်းစားခဲ့ရပြီးစေကုသမှုခံယူရမှာကင်ဆာယောဂမှာခန်းစားနေရတာကိုသိရှိခဲ့ရပြီးကင်ဆာဆေးသွင်းကုသမှုကိုခံယူနေရသူဖြစ်ပါတယ်။မှန်ရပြီနိုင်ငံရေးအကြံအဟောင်းတအုပ်လေးဖြစ်သူဆရာငြိမ်းအေးအိမ်ဟာမဟာဂျာနယ်မှာ အခန်းဆက်ဖော်ပြခဲ့တဲ့အဝါရောင်ဆောင်ရွက်များဤမိုးဆက်ပုံမြင်တဲ့ပြည်သက်အခိုင်အမာရရှိခဲ့သူပဲဖြစ်ပါတယ်။သူဟာ မြန်မာစာပေသမားရဲ့ထင်ရှားတဲ့သရဖို့စာပေမဂ္ဂဇင်းမှာလည်းအက်ဒီတာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပါသူရဲ့အတွေ့အကြုံတက်ကြရမြင်နေဟောင်းမျော်စင်ဝါကြများကိုဖွင့်ကြည့်ပါကျဲမုံတွင်နဲ့လင်အနောက်ဘက်သတိုင်းတို့လှမ်းကြည့်ခြင်းညုံငင်တောင်စားတဲ့စာပေတွေဟာထင်ရှားခဲ့ပါတယ်ဆရာရဲ့စာပနာအခမ်းအနားနဲ့ပတ်သက်ပြီးတော့မိသားစုတွေကထုတ်ပြန်လာတာမရှိသေးပါဘူးရှင်အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရရှိရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။